Wolf ကိုသုံးခုပြည့်အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာကျွန်တော်တို့ Chelsea အသင်းရဲ့အပြူသဘောဆောင်တဲ့အချက်၄ချက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြသွားကြပါမယ်။မင်္ဂလာပါကိုခိုင်း Chelsea fan page ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေဒီချက်လေးချက်ကျွန်တော်ရဲ့အာဘောကျွန်တော်ရဲ့အမြင်ဆိုပေမဲ့ Chelsea ပြိသက်အတော်များများနဲ့အမြင်ချင်းတူမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တွေကနိုင်ပွဲတစ်ပွဲရတဲ့ အခါတိုင်းအရင်မျော်လင့်တာတော့မဟုတ်ဘူးဗျဘယ်ဘောလုံးပြိသက်မဆိုလိုက်မေးကြည့်လိုက်လက်ရှိပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ modern ဘောလုံးလောကခေတ်မှာအဲ့ဒါလိုနိုင်ပွဲတစ်ပွဲရရင်ကိုပျော်နေတဲ့ situation ဖြစ်သွားပြီခစ်တေကကြွာချသွားပြီအရင်တော့ညီကမောင်မတွေကတော့ပူတိမာပေါ့နော်နောက်ပိုင်းခင်ညီငယ်တွေကတော့အဲ့ဒီ feel ကိုတိမာမဟုတ်ချက်စီရဲ့အရန်အောင်မြင်စဉ်အချိန်ကာလဂျိုဆေမော်ရီညိုရဲ့ခစ်ကာလိုအန်ချယ်လော်တီရဲ့ခစ်တုံးကဆိုရင် ျွန်တော်ဂျာနယ်ပတ်လိုက်တယ် Chelsea 2-1ဆိုရင်ကျွန်တော်မပြောဘူး Chelsea 1-0ဟာဘယ်လိုဖြစ်လို့ကတ်နိုင်တာလဲငါတို့တွေက3-4-0ဖြစ်ရမှာ2-0ဆိုရင်တော့ဒါတင့်တင့်ဟုတ်စိတ်ပျော်ရွှင်မှုပဲရှိတယ်ဒါမဲ့ကျွန်တော်တို့အဲ့လိုစိတ်ခံစားချက်ကြီးဒီမျက်မှောက်ခက် modern world လောကမှာတွားထားနေလို့မရအောင်အဲ့ဒီခက်ကာလမှာ Chelsea နဲ့ရင်မောင်းတန်းနိုင်တဲ့အသင်းဗျာနှစ်သင်းသုံးသင်းထပ်မပူဘူးဒီဘက်ခက်မှာအနည်းဆုံး6သင်းလောက်ရှိလာပြီ ဒါတူတူတနေရင်မောင်တန်းနိုင်တဲ့အသင်းတွေကိုထက်ပိုကောင်းတဲ့အသင်းတွေလည်းအဲ့ဒီအသင်းတွေမှာပါတယ်ဒါအပြင်တန်တက်လာတဲ့အသင်းပဲဖြစ်ဖြစ်တာမန်အသင်းတသင်းပဲဖြစ်ဖြစ်အနိုင်ကံဖို့အတွက် game plan တွေပါ ထုတ်လာနိုင်ပြီဗျအဲ့ဒါကြောင့်ဟိုးလွန်ခဲ့တော့ခုနှစ်တည်းကိုပြန်ပြီးတော့ဆွဲကပ်ပြီးကျွန်တော်တို့ခံစားလို့မရတော့ဘူးအရင်တော့ကျွန်တော်ကိုယ်တိုင်လည်းအမြင်မတူတဲ့အပိုင်းလေးရှိပါတယ်ဟာဘရိုရဲ့တပွဲနိုင်တာကိုဘာဖြစ်လို့အဲ့လောက်ထိ hype တာလဲပျော်တာလဲစသဖြင့်ပေါ့နော်ဒါမဲ့ကျွန်တော်တို့က လက်ရှိ situation ကအဲ့လိုဖြစ်နေပြီလက်ခံပါပဲဆိုတော့ကျွန်တော်ကဒီ hoof ကိုနိုင်ခဲ့လို့ရခဲ့တဲ့ benefits တွေလို့တော့မသုံးချင် benefits ဆိုတာအကျိုးမြတ်ပြကိုယ့်အတွက်တကယ်ကိုအခွင့်အလန်းနေပွင့်တဲ့အခွင့်အရေးတွေခံစားရတယ်။ဒါဆိုတော့ benefits လို့သုံးလိုက်ရတာအဆင်ပြေတယ်အကျိုးမြတ်တယ်။ဒါပေမဲ့လည်းကျွန်တော်ရဘာမှမသိသေးဘူး။ Woof နဲ့ပွဲတပွဲပဲနိုင်သွားတာ။နောက်လာမဲ့ပွဲတွေကခွတ်ရိုးခွတ်လန့် ရှုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲဒါကြိုတွေးထားတာပေါ့ဗျာဘာစလိုနာတို့အာစတယ်တို့ကိုတဲ့လုံးနှစ်သင်းလုံးရှုံးသွားတာလည်းဖြစ်နိုင်တာပဲဒီလိုမှမဟုတ်ဘဲနဲ့နိုင်တော့တယ်လည်းဖြစ်နိုင်တာပဲပေါ့နော်အဲ့တော့ကြောင့် benefits လို့ကျွန်တော်မသုံးမဲ့ဒီ wolf ကိုနိုင်ခဲ့တဲ့ပွဲကနေအပြူသဘောဆောင်တဲ့အချက်လေးတွေလို့ပဲကျွန်တော်ပြောလိုက်တာပါမွေမရေလေးပေါ့ဗျာမျော်တော့မျော်လေးမိတယ်ဒါပေမဲ့ဒီအချက်လေးတွေကတော့အတင်းတွက်ကောင်းတဲ့အကြောင်းအရာလေးတွေဖြစ်စေတယ်အခြေအနေလေးတွေဖန်တီးပြတယ်ဆိုတော့သဘောမျိုးပါโอเค ပထမဆုံးတစ်ချက်ဂျောက်ပက်ဒရိုဂိုးပေါက်ပြန်တွေ့ခြင်းတိုက်စစ်မှုတယောက်ဒီဂိုးသွင်းမှုအရေးအကြီးတယ်ဂိုးရဖို့အဓိကလိုအပ်တယ်စဖားနဲ့ပုံမှန်သူဂိုးစသွင်းတယ်ဂျားရဲကွာရာဘက်နဲ့ပွဲမှာဂိုးပေါက်ပြောက်တယ်ဒါပေမဲ့လည်းအခုနောက်ဆုံးဟူဗာနောင်နိုင်ခဲ့တဲ့ပွဲမှာပြန်ဂိုးသွင်းတယ်ရှစ်ပွဲဆက်ဂိုးပေါက်ပြောက်နေရတာနေအခုနောက်ဆုံး၃ပွဲမှာ၂ဂိုးလောက်တိတိပြန်သွင်းလာတယ်ဆိုတော့မစိုးဘူးလားပေါ့ဒါကိန်းကနဲအချက်လက်တီးတဲ့ only first ကိုပဲပြောတာ ခြေသွမ်းမိုင်းကတော့ GPU ကျွန်တော်မကြိုက်သေးဘူး FIFA Club World Cup မှာပြသခဲ့တဲ့စွမ်းဆောင်ရည်မျိုးလိုအပ်နေသေးတာတော့အမှန်ပဲအဲ့ GPU ဒီတော်တော်များများစပါနဲ့ပွဲမှာဂိုးပေါက်ဖြုံးနှိမှုတွေအများကြီးလုပ်ခဲ့တယ်ဒါမဲ့ Uber နဲ့ပွဲမှာခြေသွမ်းပြနိုင်တဲ့ level မျိုးတိကိုရောက်ခဲ့တယ်အဲ့တို့ကြောင့် JB နေနဲ့နောက်ဆုံးသုံးပွဲမှာနှစ်ကိုးရလာတာကတော့မစိုးဘူးလားပေါ့ Andromeda Scar နေနဲ့လည်းရွေးချယ်စရာတွေပိုပြီးများလာတယ် ။နံပါတ်10မှာပဲတောက်လျှောက်မသုံးဘူးလို့ရတယ်။နံပါတ်10မှာချစ်ပြီးထားတဲ့ပုံစံတော့ကျွန်တော်တကယ်သဘောမကျအောင်။ဘာကြောင့်လဲဆိုတော့ဖူဖူဒူပုံစံမျိုးကြီးတော်တော်ဝင်နေဗျာ JP ကနံပါတ်10ကစားသမားစစ်စစ်မဟုတ်ဘူးတန်းမှာထားဆော့ရင်တော့ဆော့ပေးလိမ့်မယ်တော်တော်တန်းတယောက်လို့ပြပြပြမဆော့ပေးနိုင်ဘူးဗျာအဲ့တို့ကြောင့်နောက်ပိုင်းပွဲစဉ်မှာ Lian D Lab နေရာနံပါတ်9နေရာမှာပဲပြန်သွင်းဖို့တော့မျှော်လင့်နေဒါမဲ့ကိုပေါ့ပြန်တွေ့လာတာကတော့ကျွန်တော်တို့တော့ပြောတဲ့အပြုသဘောဆောင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Alejandro Garnacho အံ့ဝင်လာမှုခြေသွမ်းပြနိုင်တဲ့ဘာညာမပြောဘူးအံ့ဝင်လာတယ်လို့ပဲကျွန်တော်ပြောချင်တယ်တိုးတော့ကျွန်တော်တွေကကနာချိုတို့ဂေဒန်စတုကိုနည်းနည်းတော့ကြောက်တယ်ဗျအခုချိန်မှာကနာချိုကောင်းတယ်ဆိုတာဒီတပွဲတဲ့အတွက်ကြည့်ပြီးပြောတာနောက်ပွဲတွေဘာဖြစ်မှန်းမသိဘူးဂျမီဂေဒန်စတီဟူးဖ်နဲ့ EFA ကပ်ပွဲမှာတော့တော်တော်ကောင်းခဲ့တာဗျလုံးဝ YouTube ပွဲခြေသွမ်းမျိုးပြတ်သားခဲ့တာဒါပေမဲ့နောက်လာတဲ့ကော်ရာဘက်ပွဲတွေမှာကျတော့ဂျမီဂေဒန်စကအဲ့လိုမဟုတ်တော့ပြန်ဘူး ဆိုတော့လေပြောချင်တာအလီဂျန်နိုကန္နာချိုလဲအဲ့ဒါလိုဖြစ်မှာစိုးရိမ်တာအဒီပွဲမှာတော့အရင်ကောင်းနေနောက်ဒီပွဲမှာပျောက်သွားတဲ့ပုံစံမျိုးပေါ့နော်ထားပါနောက်ပွဲပါညာကတော့ကျွန်တော်တွေလည်းမမြင်ရသေးတဲ့အတွက်ကြောင့်မသိဘူးဒါပေမဲ့အခုကစားသွားခဲ့တဲ့ Wolf နဲ့ပွဲတင်မှာတော့ကန္နာချိုရဲ့ခြေသွမ်းပြနိုင်မှုဟာကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါအပြူသဘောဆောင်တဲ့အချက်လိုပဲပြောရမှာပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ် ကျွန်တော်ညီကိုလေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်96အိုင်ဘက်89နဲ့ငါးသလုံးမစ်စတိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုကြီးရနေယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမတ်39 893 189မှာဆက်သွယ်ဆုံးသမ်းမိမြန်လို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်အပြူသဘောဆောင်တဲ့အချက်ကတော့အန်ဇိုဖာနန်ဒက်စ်ရဲ့ဒဏ်ရာပြန်လည်တက်တာလာမှုဒီပိုင်းကတော့ ကျွန်တော်တေချာလေးဆွေးနွေးပြီးဖြစ်တဲ့အတွက်ကြောင့်ဘလို့ဒဏ်ရာရတဲ့ဘာညာတော့အတိအကျမပြောလို့တော့ဘူးမတိသေးဘူးဆိုရင်ကျွန်တော်မနေ့ကတင်ထားတဲ့ဗီဒီယိုထဲမှာဝင်ပြီးတော့ကြည့်ကြည့်ပါအဲ့တော့အန်ဆိုရဲ့ဒဏ်ရာပြဿနာကောင်းမွန်လာခြင်းက Moses Sky Zero အတွက်လည်း Windows ဝင်ပိုးကြီးရော့သွားသေးတယ်လို့ကိုပါမှာမပါဝင်နိုင်ခြင်းအတွက်လည်းရည်တူဖြည့်ရှင်းမှုတစ်ခုဖြစ်တယ်ယာယီဖြည့်ရှင်းမှုပေါ့ဗျာအန်ဒူဖာနက်ဒက်အကျိုးသက်ရောက်မှုသည်အသင့်အတွက်အများကြီး impact ဖြစ်တယ် ဒီတိုက်စစ်လမ်းကြောင်းတွေပွင့်သွားတယ်ဆိုတာကျွန်တော်ပလေးမေကင်းလုပ်ပေးနိုင်တဲ့သူရှိလို့ဗျအဲ့တော့မော်ဒန်ဘောလုံးတော့ကခင်မှာကျွန်တော်ပြောပြမယ်ဒရစ်ဘလင်ကောင်းတာအရင်ဘောင်ဝင်တော့ဘူးဒရစ်ဘလင်ကောင်းတဲ့ကစားသမားကိုကမင်းကြိုက်တလောက်လောက်กว่าမင်းဒရစ်ဘလင်နေကြိုက်တလောက်လောက်กว่าဆိုပြီးတော့လုံးဝ deep block ပဲကစားပေးသွားလိမ့်မယ်အဲ့ကစားသမားကအသင်းရဲ့ဟန်ချက်ထဲမှာမပါတော့ပဲ timing နေအောက်ပြီးတော့ယူသွားလိမ့်မယ် EPL မှာဆိုပိုဆိုးတယ်အဲ့လိုမျိုးလွတ်ပေးထားတဲ့အပြင်ဒီခါလေးကြာရင်တញ្ញံတញ្ញံဆော့တဲ့ပုံစံမျိုးတွေလည်းရှိတယ်ဗျအဲ့တို့ကြောင့်နောက်ပိုင်းမှာ အသင်းတော်များ process master တွေကိုခေါ်လာကြတယ်။ဂျင်းတဲ့ချက်သေးရောက်ရင် process တွေအကောင်းဆုံးပေးနိုင်မဲ့ကစားသမားမျိုးတွေပွဲရဲ့အဖြစ်ကို creation တွေနဲ့ပြောင်းလဲပေးနိုင်မဲ့ကစားသမားမျိုးတွေပေါ့။ဒီထဲမှာ Anzu Fernandez ကထိတ်တန့်အရေးသွေးရှိပါတယ်။အဲ့လိုဆွမ်းဆောင်ရင်မျိုးရေရှည်တီတန့်မှုပဲကျွန်တော်မျှော်လင့်နေ Woof နဲ့ပွဲစဉ်ကဆွမ်းဆောင်ရင်ကိုတော့ Anzu အနေနဲ့ထိမ့်သိမ်းထားတင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ Lian Dilap ပြန်လဲကောင်းမွန်လာတဲ့အချက်ပေါ့နော်။ဟာ bro ခြေသွင်းမပြနိုင်ပဲနဲ့ဘာညာပြောကောင်းပြောနိုင်တယ်။သို့ပေမဲ့ Lian Dilap ကိုအထင်မသေးပါနဲ့။သူအသင်းနဲ့ပူပေါင်းထားတာမကြသေးဘူး။ဂျာနီမှာဒဏ်ရာပြဿနာအကြာကြီးရသွားတယ်။သူရှိနေရင်တွန်းတွန်းတက်တိုက်နဲ့ပုံတံအသွင်သစ်တမျိုးဖြစ်လာနိုင်တယ်။ကျွန်တော် Austin ရဲ့ Vidal Yogues ကိုရှေ့ပွဲစဉ်တွေမှာတိတ်သဘောမကျပြီမဲ့နောက်ပွဲစဉ်တွေမှာသဘောကျလာတဲ့ပုံစံမျိုးပေါ့။ကျွန်တော်ရအရှင်တော့ပုံစံတွေမြင်လို့မရတော့ဘူး။ Vidal Yogues ကိုအရှင်တော့ပုံစံတိုင်းမြင်ဘဲ Arsenal ပြိတ္တမကျင်တတ်မှာမဟုတ်ဘူး။ ကိုရန်သွင်းတယ်လေပြီးခဲ့တဲ့ဘောလုံးရာသီက UEFA ရဲ့ coefficient ranking ဖယ်လိုက်ရင်ဥရောပမှာဂိုးများဆုံးသွင်းတာရဲ့တိုက်စင်မှုဒီနေ့ရာသီအဲ့လောက်မှမသွင်းတာတိုးပေမဲ့သူ့ရဲ့တိုးအားယုံအားတွေက teammates တွေအတွက်အများကြီးထောက်ကူဖြစ်စေတယ်လီယန်ဒီလပ်လည်းဒီပုံစံတိုင်းပဲလာမှာပဲသူတိုးနေတာကကြောက်စရာကြီးအကောင်ကြီးကြီးလေလီယန်ဒီလပ်ကဒီလပ် Chelsea version ကိုကျွန်တော်တို့မျှော်လင့်လို့ရမှာပဲအဲ့အတွက်ကြောင့်လီယန်ဒီလပ်ပြန်လဲကောင်းမွန်လာတာလေ Chelsea အတွက်တော့ကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ